Hello cheers BB family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလ18ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူသွားပြီးမှ Reaction လုပ်ကြမှာဖြစ်ပါတယ်ကဲပထမအဦးဆုံး Loyal Tuition သတင်းနှစ်ပုဒ်နဲ့ကျွန်တော်တို့ဆက်လိုက်မယ်နော် ထမအောင်ဆုံးသတင်းတပုတ်ကတော့ထိုင်းနိုင်ငံသို့အလုပ်ဖြင့်ပို့ဆောင်ပေးမည်ဟုဆိုကားတဲ့လူတရာဦးထံမှဝန်ဆောင်ကတင်းထောင်ချီယူထားသောပွင့်ဖူးအောင်နှင်းနှင်းဦးဝေအေဂျင်စီတို့ကထိုင်းကိုပို့ဆောင်ပေးခြင်းမရှိသည့်အပြင်ငွေလည်းပြန်မပေးဘူးဆိုတဲ့သတင်းလေးပဲဖြစ်ပါတယ်။အဲတော့ထိုင်းနိုင်ငံကိုပို့မယ်ဆိုပြီးမှလူတရာဂျော်စီကနေဒီဝန်ဆောင်ကတွေယူထားတာပေါ့နော်။အဲတော့ထိုင်းနိုင်ငံရောက်အလုပ်လုံနိုင်ရန်အတွက်လူတူဦးလင်ဝင်းဆောင်ကအနည်းဆုံးငွေကျပ်45သိန်းမှ360အထိအဆိုပါအေဂျင်စီတစ်ခုထံသို့ပေးငွေပေးချေရကြောင်း စုစုပေါင်းလူငယ်တရာကပွင့်ဖူးအောင်နဲ့နှင်းဦးဝေ EGC တို့ဖြင့်စာချုပ်ချုပ်ဆိုရေးဝန်ဆောင်ခငွေအပြစ်ပေးသိမ်းခဲ့တော်လဲတနေ့ကြော်ကြသည့်အထိထိုင်းတို့ပို့ဆောင်ပေးခြင်းမရှိခြင်း agency တစ်ခုလုံးကအကျိုးအကြောင်းရှင်းပြခြင်းမရှိသည့်အပြင်ငွေလည်းပြန်ပေးကြောင်းသိရှိရပါတယ်ပေါ့နော်အဲတော့အခုချိန်မှာဆိုရင်ဒီမြန်မာပြည်ကတရားဥပဒေဘာမှမရှိတော့တဲ့အချိန်ဒီမှာအခုလိုမျိုးပေါ့နော်ဒီမြန်မာပြည်သူလူထုတွေရဲ့ငွေတွေကိုအခုလိုမျိုးပေါ့နော် ဖြစ်စားလက်စားလုပ်နေတဲ့အဖွဲ့အစည်းတွေအများကြီးပေါ်လာဖြစ်ပါတယ်နော်ဒါတွေဆိုရင်တော့တကယ်ပဲဒါလှုပ်လှုပ်ရက်တယ်ပေါ့နော်တကယ်ပဲဒီလူရယ်လူငယ်လူရယ်တွေအခုချိန်မှာမင်းအောင်လိုင်ရဲ့စစ်မှုရန်ဥပဒေကိုကြောက်လို့ဒါထိုင်းနိုင်ငံကိုသွားတယ်ဆိုတာဒါပြောစရာမလိုဘူးပေါ့နော်အခုချိန်မှာဒီလိုမျိုးကက်ခဲနေတဲ့လူပြန်လဲပြီးတော့ကုတ်သွေးဆုပ်တာတော့လုံးဝအဆင်မပြေပါဘူးနော် နောက်ထပ်သတင်းတစ်ပုဒ်ကလည်းမလေးရှားတွင်2023ခုနှစ်ဇူလိုင်လကလေးကပျောက်ဆုံးသွားခဲ့သောဒေါ်သူစာမောင်ကိုမြန်မာစစ်တပ်ကမိသားစုလိုက်ဖမ်းဆီးရရှိသွားပြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပြင်အမှုဖွင့်တယ်လို့သတင်းထုတ်ပြန်ထားတယ်သိရပါတယ်။မလေးရှားတွင်2023ခုနှစ်ဇူလိုင်လကလေးကပျောက်ဆုံးသွားခဲ့သောဒေါ်သူစာမောင်ကိုမြန်မာစစ်တပ်ကမိသားစုလိုက်ဖမ်းဆီးရရှိပြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပြင်အမှုဖွင့်ထားကြောင်းမှန်းနေသတင်းထုတ်ပြန်ထားတယ်လို့သိရပါတယ်။အဲ့တော့ဒီမလေးရှားမှာ2023ခုနှစ်ကရုတ်တရက်ဒီဖမ်းခံရတယ်ပေါ့နော်။ဒီဟို တခြားခိုင်းခိုင်းအဖွဲအစီတခုကနေပြန်မေးဆွဲတဲ့ပုံစံနဲ့ပျောက်သွားတယ်အခုကတော့မင်းအောင်လိုင်လက်ထက်မှာပြန်ပေါ်လာတယ်ဆိုတော့တချို့ကလည်းဒီမင်းအောင်လိုင်ရဲ့လက်ပါစီတွေကဒီကနေဖမ်းသွားတယ်လို့လည်းထင်မြင်ယူဆချက်ပေးသလိုတချို့ကလည်းသူ့စီမှာပေါ့နော်ဒီပွဲစားကဒီစာအုပ်လုံးမဲ့လူအဲ့လိုပေါ့နော်သူ့စီမှာအပ်ပစံအထားတဲ့သူတွေဇာတ်နေပစံတွေဖြောင်းပြီးမှအခုလိုမျိုးမြန်မာပြည်မှာအောက်လန်းတွေသွားလို့လေဝေဖန်နေကြရပါတော့အဲ့တော့သူတို့ရဲ့အကြောင်းကိုဒီကာကနာတည့်ရလူရှိရင်လေကွန်မန့်ထဲမှာရေးခဲ့ပေးပါဦးနော် ကဲကျွန်တော်ပြောဆိုနောက်ထပ်မဲ့သတင်းကတော့တော်လိုင်းရဲ့မှာတစ်ဖွဲ့နဲ့တစ်ဖွဲ့အဲ့လိုမျိုးကအခြေချင်းဖြစ်တဲ့ကိစ္စတွေမတည့်တဲ့ကိစ္စတွေပတ်သက်ပြီးတော့တုံ့သက်ပေးထားတဲ့ကိုပူကျော်ရဲ့စကားစနားတော်ကြီးအောင်နော်ဒီပဲအောင် NUG ရဲ့လူတွေနဲ့ဖွဲ့စည်းထားတာအဲ့လိုပဲဒီ fundraiser စာတွေအားလုံးလည်း FR တွေလည်းလူတွေနဲ့ဖွဲ့စည်းထားတယ်သူဆိုတာကဘယ်လိုမဆိုသူပုံစံနဲ့ကိုပုံစံနဲ့မတူကြတဲ့အခါကျရင်တော့အတိုက်ခိုက်အပေါ်ရှာနေတော့ရှိတယ်ဘောနော်ဒါကမဆန်းပါဘူး ဒေါ်လာကြီးမှမမဟုတ်ပါဘူးကျွန်တော်တို့ရပေါင်ဝင်ကျင်မှာပါမဆက်ဘူးအဲ့တော့နှစ်ပေါင်း90လောက်အုပ်ချုပ်လာတဲ့အခါကျအဲ့နှစ်ပေါင်း90ရဲ့အတော့တွင်းမှာကျွန်တော်တို့သင်ကြားလာတယ်ကျွန်တော်တို့ပညာရေးတွေပေါင်ဝင်ကျင်နေရတယ်အဲ့လိုပဲဖြစ်သွားဒါပေမဲ့တကယ်ဒေါ်လာကြီးမှာတကယ်ဥဆောင်ပြီးတိုက်နေတို့ပြီးအားလုံးတိုက်နေကြပါလားနောက်ခင်ဗျားတို့ပြောနေကင်းရင်အာပြင်းနေမှာအာဒီဘာဖြစ်တယ်ညမဟုတ်ပါဘူးမဟုတ်ပါဘူး ပြောတော့အဲ့ဒါတွေကတကယ်သိတဲ့တကယ်သိတဲ့လူတွေကမပြောဘူးဗျတကယ်မသိတဲ့လူတွေဒီတော်လိုင်းကြီးကိုမသိဘဲနဲ့အပေါ်ရံဝေဘာနဲ့လူတွေကပြောတာတကယ်သိတဲ့လူတွေကင်းပြီးတော့တော်များများကကျွန်တော်တို့မသိတာပဲရှိတယ်အားလုံးကညီညွတ်နဲ့တိုက်နေတဲ့ဟာတွေရှိပါတယ်အဲတချို့ကိစ္စလေးတွေမှာတော့တခါတလေသူတို့အဖွဲ့အစည်းကလူချင်းတချို့တိုင်မင်းလေးတွေလွဲတာတို့ဘာလို့ဆိုရင်တော့အတန်တရာဒါကျွန်တော်ကပြောတာမဟုတ်ဘူး ဒါမျိုးကတော့ရှိတာတခုတော့ရှိတော့ဗျာကျွန်တော်တို့လူမျိုးတွေအနေနဲ့ကျွန်တော်ပြောချင်တာကတော့တရားနဲ့တရားဒီလိုအချိန်တွေတိချီတက်လာပြီးတော့မှအာစိတ်ဝင်ကွဲစီမဲ့စကားတွေမညီမညွတ်တဲ့ဟာတွေကမြန်မာတွေရဲ့ထုံးစံတော်ဖြစ်နေပြီကြာလိုက်ကွဲလာတဖွဲ့နဲ့သုံးဖွဲ့ကွဲဒါတွေကမကောင်းတော့ဒီစနစ်တွေတော့ခင်ဗျားတို့ပြင်ရမယ်ကျွန်တော်တို့အုံတော့တော့မယ်ဒါမျိုးတော်တော်များများမကွဲပါဘူးဒီလိုပေါ့ဗျာတခါတလေတော့လည်းဒီအပေါ်တိုက်လေးတွေကိုခံစားပြီးတော့ရင်းမိပြုတ်မိတာထင် ်ရှိတာပေါ့အဲဒါပေမဲ့လည်းအပြင်မှာအဲ့လိုမဟုတ်ပါဘူးအားလုံးကြီးကြီးနဲ့နိုင်တယ်တကယ်အလုပ်လုပ်နေကြပါတယ်အေးအိုးတွေလည်းအလုပ်လုပ်နေကြပါတေချာတာတော့ဗျာနှစ်ပေါင်း90တော့တိုင်းပြည်ဘန်နာနဲ့တီးဆောက်ထားတဲ့တက်မတော်ကြီးဆောက်ထားတဲ့ဒီစက်တက်ဒီကိုတော့ကျွန်တော်တို့အချိန်တူတူတင်းနဲ့အာဖြုံနိုင်မှုဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးဒီလောက်အချိန်တူတင်းမှာဒီလောက်ဖြုံနိုင်တာပဲကျွန်တော်တို့ကဂုံယူရမှာအများကြီးခီးရောက်ပါတယ်နိုင်ငံကြီးရတယ်အများကြီးခီးရောက်ဗဒါလက်နက်ကင်တော်နိုင်ပါတော့ နိုင်ငံရေးလည်းအရင်ခီရအောင်တော့တလောကကျွန်တော်ဒီမလေးရှားမှာကျင်ပါတယ်ကျွန်တော်တို့ဒီ BBY ဖွဲ့စည်းရနေပြီးတော့ဦးဆောင်ကျင်ပါတယ်အဲကျွန်တော်ဒီအစဒီအရှာဖိုရမ်စီးရီးစ်3ပေါ့နော်အဲအဲ့ဒါကျွန်တော် public forum လို့ခေါ်တာပေါ့အဲ public forum စီးရီးစ်3ကိုကျွန်တော်တက်တက်ပါတယ်အဲ့ဒီအစည်းအဝေးကျွန်တော်တနေ့ကုန်ပေါ့မနက်ခင်းညနေခင်းတော်တော်ကောင်းပါတယ်နိုင်ငံကြီးအရာတော်တော်လေးကိုအဆင်ပြေပါတယ်မလေးရှား ဝန်ကြီးချုပ်ဆိုရင်တော်တော်လေးဝေဖန်ခံလိုက်ရတယ်ဒီနိုင်ငံကြီးဝန်ကြီးဆိုအဲဒီတော့ကျွန်တော်အဲ foreign မှာလည်းလာပါတယ်နိုင်ငံကြီးဝန်ကြီးအမှတော့အများကြီးစကားပြောပြပါတယ်အများကြီးကောင်းပါတယ်မြန်မာနိုင်ငံအတွက်ဒီမလေးရှားနိုင်ငံကနိုင်ငံကြီးဝန်ကြီးပြောလိုက်တယ်ဆိုတော့အရာအမှန်မဟုတ်ပါဘူးအာတွေ့တော့ဆွေးနွေးမှုကလည်းတိုင်းရင်းတိုင်းပြည်စကားပြောတာပဲရှိပဲအဲ့ဒါသဘောမျိုးပြောရတာမဟုတ်ပါဘူးအခုဆိုလေအတီလဲဒီ selection ဒီ UEFA ပွဲကိုအာကျွန်တော်တို့တွေ သဘောမတူကြအောင်ကျင်ညာနေပါပြီအာဆီယံလည်းသဘောမတူတဲ့ကြောင့်လည်းတိုက်တွန်းနေပါပြီတော်တော်ကောင်းပါတယ်အဲ့ဒီတော့ကျွန်တော်အဓိကရည်ရွယ်ချက်ကတော့ဒီ shame election ပေါ့နော်ဒီဂျွေးကောက်ပွဲအတူရောင်ကိုကျွန်တော်တို့ကနေပြီးတော့ပဲဖြတ်ဖို့အတွက်အဲ့ဒီဟာကိုသွားတယ်ပြီးတော့ဒီ crisis တွေဖြစ်နေတယ်မြန်မာနိုင်ငံမှာအဲ့ဒီဟာအရာတွေကိုကျွန်တော်တို့ကမိမောင်းထိုးပြနိုင်တယ်နိုင်ငံကြီးကလည်းတော်တော်များများလှုပ်လှုပ်တာအဆင်ပြေတယ်ဗျ NUG ဘက်ကဆိုရင်ကျွန်တော်မြန်မာမလေးရှားကိုလိုင်းမလေးရှားဆိုရနဲ့ဆွေးနွေးတော့သိကောင်းတဲ့ဆရာကြီးဒေါက်တာဝင်းမြတ်အေးတို့ဒေါက်တာဇင်မာအောင်တို့ အတွေ့အဆုံဝင်လည်းရခဲ့ပါတယ်အရန်ကိုချူချူဆဆနဲ့အလုပ်လုပ်နေကြတာပါကျွန်တော်တို့မြင်နေသလိုမျိုး energy ဘာလို့လဲမဟုတ်ပါဘူးတတော်ကိုတတရဲ့ရဲ့နဲ့လုပ်နေပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်တချို့ဟာလေးသိအောင်စူးစမ်းပါတချို့ဥမာပါ PR PDF ကိုဝေဖန်မယ် energy ကိုဝေဖန်မယ်ဆိုရင်တော့အဲ PDF တွေလည်းတကြထိတ်တိုက်တွေ့ဘူးအောင်စီဝေးတက်ဘူးလားသူတို့နဲ့စကားပြောဘူးလားဒီ EO တွေကိုလည်းအဲ့လိုပဲဝေဖန်တော့မှဆိုရင်သူတို့နဲ့စကားပြောဘူးလားအဲသူတို့နဲ့ကျွန်တော်တို့တည်တည်ချာဆွေးနွေးမှုတထားလေးလိုအပ်ပါတယ် ် energy ပြောမယ်ဆိုရင် energy နဲ့တေချာထိတွေ့ဖို့တော့လိုပါတယ်အဲ့ဒါလေးကိုတော့ပြောစီခြင်းတယ်ဘာဖြစ်ဆိုတော့ကျွန်တော်တခုတော့ပြောပြသေးနိုင်ငံကြီးပြောလို့ဆိုတာအရန်ကောင်းပါတယ်ဟို TikTok မှာလည်းနိုင်ငံကြီးပြောနေတဲ့လူတွေအများကြီးတွေ့ပါတယ်ကောင်းပါတယ်ဒါပေမဲ့နေ့တိုင်းတနေ့ကုန်ဓာကြီးကိုထိုင်ပြောနေတာချက်ကိုအလုံးပိုလုံးစေခြင်းတယ်တွန်လိုင်းရင်းထဲမှာထဲထဲဝင်ပါဝင်ပြီးမှပြောတာကပိုပြီးကောင်းတယ်လို့ကျွန်တော်မြင်တယ်အဲအဲ့ဒါလေးကိုကျွန်တော်ပြောခြင်းတယ်အဲဒီတိုင်းထိုင်ပြုံးနေုံနဲ့ဒါကတော့အဆင်ပြေပါတယ်အနည်းဆုံးတော့ဗျာ ီမဲ့တချင်းစုံနေတာဆိုင်နိုင်ငံကြီးပြောတာကောင်းတယ်အောက်မနေရလို့တရားဘူးသူတိုက်ရတယ်ဆိုပေမဲ့ကျွန်တော်တို့အဲ့လိုလူမျိုးတွေတရားတော်တဲ့လူတွေနေနေလဲနိုင်ငံကြီးကိုတကယ်ကိုထိတွေ့တဲ့တော့အန်ယူဂျီနဲ့ထိတွေ့တာမျိုးကိုတိုင်းငွေချေးတွေစုပြီးလူတန်းပြီးတော့ EU နဲ့တွေ့တာမျိုးနိုင်ငံကြီးသက်သက်မလုပ်ချင်တဲ့ဆိုရင်နိုင်ငံကြီးဘက်ကနေအော်ဒါမျိုးစနစ်တကျအော်ဒါမျိုးပေါ့ဗျာဒီလိုပေါက်ကရလေးသထိုင်ပြောနေမှကြာစနစ်တကျအော်ဒါမျိုးဒါမျိုးတွေဖြစ်စီခြင်းနဲ့အဓိကပြောချင်တာကတော့ကျွန်တော်ပြပြမယ်ဗျအားလုံးလူတွေကြီးပဲ မပန်းဆဲလို့ကိစ္စလို့လာပြောတယ်နောက်တခါအများကြီးပေါ့ဗျမမများနဲ့ပွဲကတခြားစသည်ဖြစ်ပေါ့ကျွန်တခုပဲပြောလူတွေပဲဗျာအဲ့ဒီအားတွေလုံနေတာဆက်ရုပ်တွေမဟုတ်ဘူးအဲ့ဒီအားတွေလုံနေ Avenger တွေမဟုတ်နတ်တွေလည်းမဟုတ်ဘူးတခြားတွေလည်းမဟုတ်ဘူးလူတွေပဲလေစိတ်ခံစားချက်ဆိုတာရှိတာပဲ emotion နဲ့ပါလာရင်သူဆိုတာပေါက်ကွေးတတာပဲကျွန်တော်လည်းငန်းနေပဲအခဏတိုင်းတော့ဘူးဘူးချမ်းမိုက်တော်မကောင်းကျွန်တော်ကျွန်တော်ဒီပုံပုံစံမျိုးနဲ့နေတက်လို့လားစီပွားရေးလည်းမကောင်းချမ်းမိုက်ရေးလည်းမကောင်းဒါပေမဲ့ဒီအားတွေကိုကျွန်တော်တို့ပါဝင်နေရတာဆိုတာကျွန်တော်တို့က ရှော့ပြီးထွက်လိုက်ရင်မရှိတဲ့လူတွေနေရောဒါလေးတွေဆိုဒီလိုပဲပြစိတ်ထက်နေပြအဓိကကလေကျွန်တော်တွန်လိုင်းလို့ယက်တီချန်နဲ့လောက်ချင်တယ် emotion နဲ့တော့မလုပ်ချင်ဒါပဲလူဆိုတော့လည်း emotion နဲ့ပါတော့เนาะခံစားချက်ပါလို့ဒါဖြစ်မှာပဲဒါပန်ဆယ်လို့ဆိုတာတစ်ချက်ဖြစ်လိုက်တာဒါပေမဲ့ तू သိတယ်ဒီတွန်လိုင်းကဘယ်လောက်အရေးကြီးလဲဒီ revolution ကဘယ်လောက်အရေးကြီးလဲဆိုတာ तू သိတယ်ဒီ तू ပြဒီလိုပဲတစ်ချက်တစ်ချက်တော့ဖြစ်မှာပဲအဲ့လိုလေးဖြစ်တာတွေကိုစိတ်သက်ချပြီးတော့ခင်ဗျားတို့ဒီဟာတွန်လိုင်းကဘယ်တော့ပြီးမှလဲကိုဘူးကျော် တော်လိုက်ရအခုကမကြည့်တောက်တဲ့လူတွေတရားကြောက်ကြဟိုကဖြစ်နေပါတယ်နောက်တစ်ခါတစ်ခါဘုံနာပါတယ်အိမ်တွေဝဲပါတယ်အဲ့ဒါပတ်လို့ပင်စားပြောတာပါပန်းဆက်လို့လို့အနေအထားမျိုးအိမ်ဝဲတာဘာမှမဆန်ဘူးဘာတော်လိုက်ပတ်စံနေမှလည်းယူကြမလို့တော့နိုင်ငံခြားမှာဆိုသူလည်းအများကြီးရှင်းပြတာဒါကြောင့်ထေချာချစ်ချစ်အဲ့အဲ့ဒါမျိုးတွေပေါ့နော်ဥပမာဆိုလင်းလင်းဒေါ်လာ၄သိန်းနဲ့အိမ်ကိုလင်းလင်းတော့ချစ်သူတွေတော့မတက်အချမ်းသာတာကြောင့်သိတာပတ်စံတော့ရှိတာလင်းလင်းမတက်ချစ်သူတွေသူ့အဖေကမှပတ်စံတော့ရှိတာဥဆုံးဝဲရကျွန်တော်ဒယ်လီလို့ခေါ်တော့ အဲ့တော့သူတို့တော်တော်လား၄သိန်းလောက်သူတို့သူတို့သူတို့အိမ်ဝင်တယ်ပတ်တူဆန်တဲ့ကိစ္စပေါ့သူတို့နှစ်ယောက်ရှာတာတဲ့ပတ်ဆန်သူတို့မြန်မာနိုင်ငံမှာဘလို့နေတယ်တိလားအများကြီးဗျာအဲ့တော့ပုတ်ပေါက်လို့ပေးတာနေမပြောနဲ့အဲ့ဒါမျိုးနေအခုကူတော့နည်းနည်းတွေးကြည့်ပါဗျာအခုကဘာမှမဟုတ်တဲ့ကောင်တွေတော့မှပတ်ဆန်ပုံတွေပြပြီးတော့ခက်ပြက်ကြည့်တယ်မှာဆယ်လီပြပြီးပတ်ဆန်ရရတယ်ဗျာလင်းလင်းဆိုတာသူ TY ထိုးထွက်ရင်မြန်မာနိုင်ငံတစ်ခုလုံးထိုးထွက်ရင်သူပစ္စည်းနဲ့သူဟောလို့အစင်ကအစအဲ့လို တိုးထွက်တဲ့ပုံကိုစတူဒီယိုဆိုကိုယ်ပိုင်စတူဒီယိုတကယ် heavy ပိုင်တာဒါမျိုးပေါ့ဗျာနည်းနည်းပါတော့အနောက်ကျောင်းလေးတွေပါတယ်စုံတဲ့ပေါ့ဒါမျိုးပေါ့ဗျာနည်းနည်းလေးလိလာပါလူများတယောက်ကိုသူများပြောလို့ကိုကနေပြီးတော့ live ပြီးပြောတာမျိုးမဖြစ်စင်နဲ့အဲ့ကောင်းတဲ့ကိစ္စမို့လူတယောက်ကိုပြောခြင်းဥပမာပေါ့ဗျာအာပျံဆရာတယောက်ကိုပြောခြင်းတေးကြတယ်ခင်ဗျအောက်စီလာတော့နားလဲရမယ်ပျံဆရာမကောင်းဘူးပြောခြင်း အုပ်စီတာကနားမလည်ဘဲနဲ့တော့ပြန်ဆရာမကောင်းဘူးပြောလို့မရအဲ့လိုပဲဗျလူစုကလူတယောက်အချောင်းပြောခြင်းအဲ့လူတယောက်အချောင်းကောင်းကောင်းသိဖို့လို့တယ်ပညာပိုင်းဆိုင်ရာကိုထိခိုက်ခြင်းအဲ့လူတက်ထားတဲ့ပညာနှီးပါးတော့ကိုအနည်းဆုံးတတ်ရအဲ့ဒါလေးပါပဲအဲ့လိုပါပဲတော်လိုင်းမှလည်းဒီတိုင်းပဲဘာမှစိတ်တကြဆိုင်မလို့ပါအဓိကကျွန်တော်တို့ပါဝင်မှုပါပဲဟိုမပါဝင်မင်းနဲ့အာဘာဖြစ်လဲညာဖြစ်လဲလိုက်ပြီးအီအောင်လိုက်တဲ့လူတွေတော့ကျွန်တော်မပြောဘူးတော့ခေါင်းနဲ့လည်းမထင်ဒါလေးပါအဲ့ဒါလေးလက်ရှင်းပြတာပါတကယ်တကယ်တော့တော်လိုင်းကတော်လိုင်းတိုင်းသွားနေပါတယ်အောင်မြင်နေပါတယ်ခင်ဗျားတို့ကျွန်တော်တို့လည်းပတ်မဟုတ်ဘူးလို့ပါတယ် တစ်ခါကြိုက်စိတ်သက်ချတာဒါဓမ္မတာပဲစိတ်သက်ချပြီးကျွန်တော်ပြန်ပြီးဆက်လုပ်ရမယ်ဒါပဲโอเคအောင်ကြည့်စတယ်ဒါတော့ကုဘိုချောရဲ့အားပေးတဲ့စကားပဲဖြစ်ပါရဲ့နော်ကဲနောက်တစ်ကျွန်တော်နားထောင်มาတော့ဒီအချက်မဲ့စစ်ကောင်စီရဲ့ဂျင်းစကားတွေပေါ့နော်အဲ့ဒါတွေကိုပေါ်ပြပေးထားတဲ့ဒီကိုယ်စကားနားထောင်ကြည့်အောင်နော်ကဲတဲ့လက်ရှိအခြေအနေဖြစ်ပေါ်နေရတာကอืมเนาะတမတော်က NLD ကိုအကြိမ်ကြိမ်ညှိနှိုင်းနေอืม ဲ့ဒါကို NLD ကလက်မခံလို့နော်လွတ်တော်အတင်းခေါ်ဖို့ပဲစ조사ရတော့အခုလိုမျိုးတိုင်းပြည်ချင်းနေဖြစ်တယ်ဆိုပြီးတော့ကြံ့ဖတ်ပါတီခင်ကြီးကပြောလာတယ်အခင်ကြီးကလေတေကန်နီးလေတက်ကြီးလေချိန်မစည်းလေပဲနော်ပြည်သူကနေပြီးတော့ယုံကြည်လို့နော်လွန်ခဲ့တဲ့9နှစ်ကလည်းနော်2015ရဲ့2020အထိပြည်သူကကြိုက်လို့2020မှာလည်းရွေးကောက်ပွဲမှာလည်းပြည်သူကနေပြီးတော့ နော်မဲပေးခဲ့တာလေ NLD ကိုနော် NLD ကလွတ်တော်ရွေးကောက်ပွဲမှာအနိုင်ရရှိလို့လွတ်တော်ခေါ်ယူဖို့စူးစမ်းတာလေလွတ်တော်ခေါ်မယူလို့မင်းသမားကိုခေါ်ရမှာလားဟာလွတ်တော်ခေါ်မယ်လွတ်တော်တက်မယ်ပြီးရင်တိုင်းပြည်ရဲ့ကောင်းအောင်လုပ်မယ်လေတော့ဘုလွတ်တော်ခေါ်တာလေမင်းတို့တက်မတော်ကအကြင်ကြီးညှိနှိုင်းနေဆိုတာကမင်းအွန်လိုင်းရနိုင်ပြီးတော့တမထရာသူ့ကိုပေးဖို့နော် တောင်းသားလို့ဒေါန်ဆန်းစုကြည်မှာတောင်းတာနော်ဒေါန်ဆန်းစုကြည်လက်မခံလို့အနေရီကလက်မခံလို့ခုလိုမျိုးအာနာတိန်တာခင်ရဲ့စောက်ကြည့်ရလေ2015အနေရီကမဲနိုင်တော့လေနော်ဦးသိန်းစင်ကိုအနေရီကိုအာနာမလွှဲပေးဖို့သူပဲတိုက်တွန်းခဲ့တာနော်အခု2020အရွေးကောက်ပွဲမှာအနေရီအနိုင်ရတော့လေအာနာသိမ့်ဖို့နော်သူပဲတိုက်တွန်းခဲ့တာဒီကောင်တိုက်ပြီးမှလူရုပ်တမာကောင် တိုင်းပြည်ပြန်ပျက်စီးကြောင်းမှန်ပဲလားလုပ်တယ်ကောင်တိုင်းပြည်ကိုဖျက်ဆီးတဲ့ကောင်မင်းလည်းကောမှန်ပဲဟမ်ခင်ဒီကနီးနေပြီခုတည်းဒီအာနာငန်းငန်းတက်ကဲကြားရမှာနော်အဲ့ဒီခင်ရတော့ဟုတ်ပါတယ်နော်ခုချိန်ဒီလေဒီမင်းအောင်လည်းအာနာတီမြဲဖို့ဒီသူတို့ချက်ဖို့အာနာရဖို့အတွင်းစူးစမ်းနေတာပေါ့နော်အဲ့တော့တိုင်းပြည်ကိုဖျက်တဲ့သူတွေထဲမှာဆိုရင်ခင်ရထိတ်ဆွမ်းရရှိပါတယ်နော် ကဲကျွန်တော်နောက်နောက်မှတင်ကြတာအမတသိပြောထားတဲ့သတင်းလေးပေါ့နော်အဲ့တော့ပြည်သူအချင်းချင်းကြားထဲမှာဒီ James Six ကောင်စီရဲ့ဒီ6800စားတွေက comment မှတ်လိုက်လို့ဆိုရင်အဲ့ရောက်မှာဟိုတရားတရားအမြင်တွေ꿰သွားတယ်ဆိုရင်အကြောင်းတွေကိုသုံးသပ်ပြီးတာလည်းနောက်ကြောင်းနော်မကုံလင်းမှာလူမျိုးထည့်ထားတာကိုဖယ်ထုတ်ချင်တယ်ဥမာလူမျိုးအစားချင်းဆိုရင်လည်းတင်ကေတာတစ်ခုပေါ့ချင်းနော်တင်ကေတာလေးတစ်ခုခဲ့ဒီလိုမျိုးသွားတာကပုံပေါင်းနဲ့ချင်းလူလူမျိုး ိုဘာလို့မျိုးပါတာသာသနာဘာညာပြီးกว่าတွေမလုပ်ဘဲနဲ့အဲ့ဒီလိုမျိုးအတိုင်းတွားကျင်တယ်တဲ့နော်ဆိုတဲ့အခါကျတော့လူကိုလူလိုပဲဆက်ဆံစေခြင်းနဲ့ဆိုတဲ့အကားလေးပေါ့ကျမကဒါလေးကိုမှတ်ထားပြီးတော့မှပြောပြတာပါကျမတို့ကအခုလေအဲ့တိုင်းတွားမှာကျမတို့ကလူလိုလူကိုလူလိုမြင်ရမယ်နောက်တစ်ခုကကျမတို့ကမတရားတာလုပ်တဲ့အခါကျရင်မတရားမှုကိုရဲရဲတွန်းလှန်ခဲ့ရအဲ့မှာကျမတို့ဘယ်လိုတွားနိုင်လဲကျမတို့ဘာတွေလုပ်နိုင်လဲဟုတ်လားအခုစစ်ကောင်စီကတရုတ်နဲ့ပေါင်းတယ်ရုရှားနဲ့ပေါင်းတယ်အမျိုးမျိုးလိန်ညာလှည့်ထားပြီးတော့ နော်အာဆီယံကမထုတ်တဲ့သတင်းအောင်တော့မှထုတ်တယ်ဆိုပြီးတော့ကြောင်လိန်ကြောင်စားလုပ်တယ်နော်ဓာတ်ပုံကြီးတွေလည်းသူ့ဓာတ်ပုံကိုလိုက်ကိုကိုဓာတ်ပုံကိုကိုသူများကောက်ပေးတယ်ဆိုတော့အချက်တရားတော်ရုံစောက်ချက်မရှိဘူးဘာမှလာနော်ဘူးလေးလုံနေတဲ့အခါမှာသူတို့ကသူတို့လုံเสียရှိတဲ့ဟာကိုစောက်ချက်မရှိလုံနေကြတာချက်ရမယ်ဆိုတော့သူတို့ခေါင်းထဲမှာလည်းမရှိဘူးဒီပီတူလူလူကိုမျက်လုံးပိတ်နေတယ်အကန်းနေလို့ပဲသဘောထားတာနော်အဲ့တော့ကျမတို့ဒီခြေနေမှာ တို့ဘာလုပ်နိုင်လဲဘာဝရှာမှာကျွန်တော်တို့ဘာလုပ်နိုင်လဲကျွန်တော်တို့ဘာတွေကိုပြင်ဆင်ပြီးသွားရမလဲကျွန်တော်တို့ကဓာရီနဲ့သွားရမှာဖြစ်တယ်เนาะကျွန်တော်တို့လုပ်နိုင်တာမရှိဘူးလေကျွန်တော်တို့ထောက်ဖို့လုပ်နိုင်ကျွန်တော်တို့အချင်းချင်းလက်တွဲနေရကျွန်တော်တို့ကွဲအောင်လုပ်ထားတာကွဲအောင်လုပ်လေလေသူတို့အောင်မြင်လေလေဖြစ်တယ်အဲ့တော့သူတို့အောင်မြင်စေမယ့်အရာကိုကျွန်တော်တို့ကเนาะလက်နက်တစ်ခုဖြစ်ပြန်ပြီးတော့အသုံးချမှာဖြစ်ပါတယ်เนาะကျွန်တော်တို့ကဘီယူမာတစ်ခုဖြစ်ပြန်ပြီးတော့အသုံးချမှာဖြစ်ပါတယ် အဲ့ဒီလူမျိုးကတစ်ခုပြပြန်ပြီးသုံးချမယ်ဆိုဒီလူမျိုးကြီးကိုကိုလူမျိုးမှကောင်းတယ်ငါလူမျိုးမှကောင်းတယ်ဆိုတဲ့ပုံစံမျိုးကြီးပုံစံဟောင်းကြီးနဲ့တွားလို့ရတော့သူတို့လှုပ်ချင်နေတဲ့အလုပ်ကျမတို့ကအလကား free ဝင်လုပ်ပေးနေတာ free တော့မဟုတ်အသက်ပေးနေတဲ့လူတွေကပေးနေတာတော့မှကျမတို့တော်လည်ရေးဘက်ကပါငိမ့်ချမ်းချင်ပါတယ်လွမြောက်စစ်ချင်ပါတယ်ဆိုတဲ့လူတွေကပါသူတို့အစားကိုမတိလည်းဝင်လုပ်ပေးနေတာနော်အဲ့တော့ကျမတို့ကမညီညွတ်တာကိုညီညွတ်အောင်ညှိရွာမှာနော် ို့တို့အခြေချင်းတယောက်ကိုတယောက်လက်ညှိုးထိုးပြီးဖြစ်တင်နေရမှာမဟုတ်ဘူး။နော်ကိုလူမျိုးမကောင်းဒီလူမျိုးကိုဘာသာမကောင်းဒီဘာသာမကောင်းဒါတွေကကျွန်တော်တို့စီးစနစ်တကျဖြစ်လာတဲ့အခါကြလို့ရှိရင်စီးစနစ်တကျဥပဒေအတိုင်းသွားလိမ့်မယ်။အခုဒီဥပဒေကြီးကဖြစ်ချင်တယ်လို့ဖြစ်နေတဲ့လုံချင်တယ်လို့လုံနေတဲ့ဥပဒေကြီးဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ဘာလုပ်လို့ရမလဲ။နော်ကျွန်တော်တို့ထွက်ပြေးမလား၊ရင်ဆိုင်မလား။နော်တော့လောက်အောင်မှာနှစ်ခုပဲရှိကျွန်တော်ခတ်ပြီးမယ်ရင်ဆိုင်မယ်နှစ်ခုပဲရှိနော်အဲ့တော့ ဖတ်ပြေးမယ်ဆိုလို့ရှင်ကျမတို့ကတသက်လုံးကြီးနေရမှာရှင်းဆိုင်မယ်ဆိုရင်အထီတော်နားမယ်ဒါပေမဲ့ကျမတို့တသက်လုံးကောင်းစားသွားမှာဒါတွေကိုစဉ်းစားပြီးတော့မှကျမတို့လုံနိုင်တာတွေကိုချပြီးတော့ရေးရမယ်လုံနိုင်တာတွေတွေးရမယ်ဘယ်လိုတွားရမလဲဆိုတာကိုစဉ်းစားရမှာဖြစ်နော်မလုံသင့်တဲ့အရာတွေကိုလည်းရေးရဲနှုတ်ချရမှာဖြစ်ပါနော်အဲ့တော့ကျမတို့မှာလုံနိုင်တာကနှစ်ခုပဲရှိတယ်ထွက်ပြေးမလားရင်ဆိုင်မလား ထွက်ပြေးမယ်ဆိုရင်တက်တလုံးပြရမယ်ရင်းဆိုင်မယ်ဆိုရင်ကျမတို့စွန့်လွှတ်ရမယ်ဟာတွေရှိတယ်လူမျိုးရေးအစွဲတွေစွန့်ရဘာသာရေးအစွဲတွေစွန့်ရနော်တခြားနိုင်ငံကလည်းမြန်မာတို့နိုင်ငံကြီးကိုလာအောင်စုံမလားဆိုရင်မလိုအပ်တဲ့စိုးရိမ်မှုတွေရှော့ပြီးတွားရမယ်အမျိုးမျိုးကွဲပြားလေလေစစ်တပ်ကအောင်မြင်လေလေဖြစ်နေတယ်ဆိုလို့ရှိရင်သူတို့အောင်မြင်နေတဲ့လမ်းကြောင်းကိုကျမတို့ကဖျက်ချနိုင်အောင်အဲ့တော့ကျမတို့ကလက်တွဲရမယ်ချင်းချင်းကျမတို့ဘာတွေလုပ်နိုင်တယ်ကျမတို့ထောက်ဖို့လုပ်နိုင်တယ် 咱那干渔业路嘞呀，捞捞过去嘞，捞那他不算没，哎，多就嘛去掏过捞，俺娘去掏过恁家没有？就嘛走路去，跟屋里下嘛，对伐？咱老东镇里下边给东镇的，嘛讲的，一路没有路的，我哩巴路呀。那他啥？他啥路嘞？路路路那，靠乌乌市乌山这边路呢？去，路没路路呀？咱哩恁家里，喏，这爷婆哩也差那哩，我哩姐家里嘞，他没被子得哭。OK，咱俩妈子的也懂得吃点饭，喏。 အဲ့တော့အချက်ဖက်မင်းအောင်လိုင်ကိုတော်လန်ဖို့အခုချိန်မှာဆိုအားလုံးကတော့စီးလုံးဖို့လုပ်နေပါပြီနော်ထောက်ဖို့ကဏ္ဍတွေအစကဲကျွန်တော်တို့နောက်ထောင်မှာကတော့ဒီထောက်ဖို့ကဏ္ဍတွေအပြင် UNG နဲ့ပတ်သက်ပြီးတော့တုံသက်ဝေဖန်ထားတဲ့ကိုစီဗီဒီယိုချင်ထားတော့ကြည့်အောင်နော် UNG အကြောင်းနဲ့ပတ်သက်လို့ဝေရကအောက်ကခေါင်းဆောင်တယောက်လာတယ်နော်ဒီမှာပဲကျွန်တော်နဲ့စကားထိုင်ပြောတုံးနိုင်လောက်ကြာသွားတယ်။ဘာတွေပြောလဲဆိုတော့ကျွန်တော်တော်လိုင်းဘက်ကအကြောင်းနဲ့အထူးသဖြင့် UNG ရဲ့အကြောင်းနဲ့ ဒါပေမဲ့ကျွန်တော် line ပေါ်မှာ ING ကိုမကောင်းကြောင်းပြောတာမြင်ဘူးလားတချို့တဲ့တောင်ကျွန်တော်ပြောတယ်ငစီရ ING ကိုကိုးွယ်တာကိုးွယ်တာမဟုတ်ဘူးကျွန်တော်တို့တော်လိုင်းနိုင်ဖို့အတွက်ခေါင်းဆောင်အစိုးရတတ်ဦးဆိုတာရှိကိုရှိကမယ်ရှိကိုရှိရမယ်เนาะအခုရခိုင်တက်တော့အေးဘင်္ဂလားဒေ့ဘလိုဆက်ဆံလဲဟိုဘက်မှာတရုတ် MNDA ဘလိုဆက်ဆံလဲ Thai KNU ဘလိုဆက်ဆံလဲအဲ့တော့နိုင်ငံတကာဆိုတဲ့အရာကလက်ခံလာဖို့အတွက်ကျွန်တော်တို့မှထိတ်မှ အစိုးရဆိုတဲ့အရာရှိကိုရှိရတယ်။အစိုးရမရှိဘဲနဲ့လက်နက်ကင်အဖွဲ့တခုကို level ဘယ်တိုင်းမှမမဆက်ဆံဘူး။အဲ့လိုဆက်ဆံမှုအတွက် NUG လက်ရှိရှိနေတယ်။ NUG မကောင်းဘူးကထ။ဒါဆို NUG မကောင်းရင်မကြိုက်ဘူးပေါ့။ဖယ်ကျင်တယ်ပေါ့။အခုတပ်ပါတီအုပ်စုပြောနေတဲ့စကားကျွန်တော်ပြောခွင့်မယ်။ဖယ်ကျင်တယ်ဖယ်လိုက်မယ်။ကဲဒါမှ NUG ဒီနေရာမှာရှိတယ်ဖယ်လိုက်ပြီ။ဒီဟာလွတ်သွားပြီဘလုထားဘူး။မရှိလို့မရဘူးဓမ္မမရှိလို့မရမှလေ။ရှိကိုရှိမှဖြစ်မှလေ။အဲ့တော့သူ့ကိုမကြိုက်ဘူးလို့ဖယ်လိုက်ဖယ်။ဘလုထားဘူး။ ဲ့ဒါအဖြေပဲနောက်ပြီးတော့ NUG ဆိုတာလူပုဂ္ဂိုလ်ရဲ့နာမည်လားဒေါက်တာဇော်ဝင်းစိုးရဲ့နာမည်လားဦးရီမိုးရဲ့နာမည်လား NUG ဆိုတာအစိုးရဂါဗာမန့်အဖွဲ့ရဲ့နာမည်လေဗျာဒီဂါဗာမန့်ထဲမှာကိုယ်နဲ့ပြောကာဝေးဝင်ကြီးရှိမယ်ပြည်သေးဝင်ကြီးရှိမယ်အားစတဲ့ပြည်ဝင်ကြီးဌာန16ခုလောက်ရှိတယ်လေဝင်ကြီးဌာနတစ်ခုမှာတင်ဝင်သားတွေဘယ်နှခုတွေအများနဲ့အတွင်းဝင်ရှိမယ်အာဝင်ကြီးကစားပြီးဒုဝင်ကြီးအာအတွင်းရေးအားစတဲ့ပြည်ဝင်သားတွေအများကြီးပဲလေဘယ်သူမကောင်းတာလဲဟာကာကာဝေးဝင်ကြီးပြော့တယ်ဗျာဥယျာဉ်မော်တော့ပြော့တယ် ကာဘွယ်ဝင်ကြီးအစားအခြားထက်မြက်တဲ့စစ်ကိုစစ်ကနဲ့ဒူအောင်တိုက်မဲ့ခေါင်းဆောင်တယောက်ထည့်ပေးပါဒါမျိုးဝေဖန်တာပြဿနာမရှိဘူးအာဝီမဘာဖြစ်တာညာအယူဒီအဲ့တော့ဗာအဲ့စကားတွေကိုယူပြီးတော့အဟန်ခွေးတွေကဘွက်မှာမီးလောင်စာရရောမှွေးတယ်မှွေးတယ်ဓမ္မကြီးတော်လိုင်းဘက်အချမ်းကဘဒုကထွက်ပြောနေပြီလို့အဲသူတို့တော်လိုင်းဘက်ကလူတော်မခံတော့ဘူးလို့အမဲဟုတ်တယ်လေကျွန်တော်တို့လည်းသူတို့ဘက်ကပြောလိုက်ပြောမှမဖြစ်အဲ့တိုင် ်အကျွန်တော်တို့အဲ့ဒါတီးဖို့လိုတယ်တော်လန်ရေးလောက်တယ်ဆိုတာကတော်လန်ရေးဘက်မှာနေလိုက်ပြီဆိုတာနဲ့ကိုကြောက်တစ်ဖက်ရန်သူဘာအားမှဖြစ်အောင်လုပ်ခွင့်မရှိကိုရဲ့စကားတစ်လုံးကြောက်တစ်ဖက်ရန်သူတို့အားဖြစ်ဝါမလားကိုရဲ့လုံရက်တစ်ခုကြောက်တစ်ဖက်ရန်သူတို့အားဖြစ်ဝါမလားလုံးဝလုပ်ခွင့်မရှိအဲ့ဒါတော်လန်ရေးဓမ္မတိုင်းထားမယ်အတိပဲနော်ဟိုနိုင်ငံရေးနားလေတိုင်းမလဲတာတွေ၈၈ကလောက်လာတာတွေဟို60ကလောက်တိုင်းခဏထားလိုက်အောင်ဒီတော်လန်ရေးဘက်အချမ်းမှာနေမယ်ဆိုရင်ကိုကြောက် ဘယ်ခွေးဝမ်းမပါသေးအောင်ဒါကြောင့်မလို့ကျွန်တော်ခွေးဝမ်းတအောင်ဘယ်တော့မှမပြောပြောချင်တာပေါ့ဘယ်ကိုအချင်းချင်းနေအစည်းဝေးပွဲတွေတုံတဲ့ချိန်ညာအယူကြီးကျွန်တော်ဘယ်လိုပြောလဲလိုက်ကြည့်ဒါပေမဲ့ line ပေါ်မှာခွေးဝမ်းတအောင်လို့ကျွန်တော်ဘယ်တော့မှမပြောဘာဖြစ်လို့လဲကျွန်တော်ကလင်းကပြောသလိုအယူကြီးဆိုတာ government တည်းရဲ့သူ့ကိုဖယ်ပြီးကျွန်တော်နောက်ထပ်ထိုးเสีย government မရှိဘူးအဲ့ဒီအတွက်တင်နိုင်တော့အေးတမတားကြီးညာတော့ပြော့တယ်ကွာတမတားကြီးညာမှာနည်းနည်းထက်ထက်မြက်မြက်လူလက်ပန်းခေါင်းဆောင်တင်ခြင်းနဲ့ ကာကွယ်ဝင်ကြီးเนี่ยပြော့တယ်ကွာကာကွယ်ဝင်ကြီးเนี่ยမလားစစ်ကိုစစ်နဲ့တိုက်တဲ့တူတင်းကျင်းတယ်ဒါမျိုးအပြုတဘောဆောင်ပြီးတော့ပြောတာဒီကျွန်တော်ဝေဖန်ခံရတဲ့ဒူတွေအတွက်လည်းကောင်းတယ်ဝေဖန်နဲ့ဒူတွေတော့ကောင်းတယ်ပြည်သူအတွက်လည်းကောင်းတယ်အပြင်းမရှိဘဲနဲ့ပောက်ပန်း50ပြောကျင်တိုင်းပြောတာပြောခံရတဲ့ဒူတွေမကောင်းပြောတဲ့လူအတွက်လည်းမကောင်းဘေးပတ်ဝန်းကျင်ပြည်သူတွေလည်းမကောင်းဒါကြောင့်မလို့အခုဒီတော်လိုင်းမှာအစိုးရအုပ်ပန်းဆက်လို့ နော်ကျွန်တော်ဥပမာတစ်ခုပြောမယ်ဟိုပန်ဆယ်လိုလာလာမတ်နေကြလို့နော်ကဲအခုပန်ဆယ်လိုထောက်ပုံငွေရှာပေးတယ်ဗျာကျွန်တော်ပန်ဆယ်လိုတော့မရှာနိုင်ဘူးနော်ကျွန်တော်ပန်ဆယ်လိုတော့မရှာနိုင်ဘူးဒါတောင်မှကျွန်တော်အ ਨੇ ဆုံးတလကိုအဖွဲပေါင်း20ကျော်30ရိတ်ကမပေါအောင်တော့ငွေတီးတီးကျွန်တော်ရှာပေးတာအဲ့တော့ပန်ဆယ်ဆိုလို့ဘယ်လောက်ရှာမလဲအ ਨੇ ဆုံး90လောက်ရှိတယ်တဖွဲ့ကိုတိန်း30နော်ကျွန်တော်တို့ဆိုတလောက်တိန်း30ချပေးတာအဲ့တော့ပန်ဆယ်လိုဆိုရင်90လောက်ရှာပေးလိမ့်မယ် နော်မင်းတို့ကြိုက်တော့ဆဲငါမင်းတို့ဘောင်ဝင်တဲ့ချိန်တိုင်းကဘောင်ဘောင်ကိုတွင်းတော့အဲ့တော့ငါဘောင်တွင်းအခုလူတွေကိုငါပြောပြတယ်ဟုတ်တယ်နော်အဲ့တော့ပန်ဆယ်လိုတလောက်ကိုအဖွဲ50လောက်ရှာပေးမယ်အခုပန်ဆယ်လိုဘာဖြစ်တဲ့ခိုးတာလို့အိမ်ဝယ်တာလို့စိုင်းတဲ့တာလို့ဘာမျိုးစုံဟာနဲ့ပြောကြပြီးဆွဆွဲကြပြီးကဲပန်ဆယ်လိုစိတ်ပြက်ပြီးတော့ငွေမရှာတော့ပြောလိုက်ပြီးအဲ့ဒီတလောက်ကိုသူ50ရှာပေးနေတဲ့ဟာနေရာမှာဟာသွားပြီးအဲ့နေရာမှာဘဒူရက်ပြီးတော့အဲ့50ကိုရှာပေးမယ်အဲ့ဒါလေးပဲကျွန်တော်တည်ခြင်းလို့ပါဟုတ်တယ်နော် အဲ့တော့ online အစမှာကျွန်တော်ပြောထားရဟဟလားအပြစ်ရှိတာမှတ်ထားဒေတာတွေအကုန်ယူထားအလီပိုင်းတွေအကုန်ယူထား online ပြီးအဲ့ဒါတွေကြောက်သွားလို့မရအောင်အကုန်တရားစွဲပြီးတော့ခွန်ယူနေလို့ရတယ်ဒါပေမဲ့ဒီကာလမှာလုံနေတဲ့ဒူတွေအရှင်းချင်းချမ်းမှာအဲ့တခုရှိတယ် online ရုပ်လုံးဝဖျက်ဆီးနေတဲ့ဒူဆိုတစ်မျိုးပေါ့ဒူလည်းလုံနေကိုလည်းလုံနေသူ့လုံတဲ့အမှားကိုတွားပြီးအပြစ်ရှာမှုဆိုဒါတိတ်မှမရှိဘူးဒါဒီသဘောတရားကိုတီးဖို့လိုတယ်အဲ့တော့ဒီ online ရင်းမှာအဓိကလိုအပ်နေတာဘာလဲဘာ online မှာပြုတ်ကြတာ ဘာလို့လို့ပတ်စံမရှိလို့ရှင်းတာဟုတ်လားအဲ့စကားကျွန်တော်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 အမြဲတွေ့ရတဲ့စကားတော်လှန်ရေးဘာဖြစ်လို့ကြားနေတာလဲတော်လှန်ရေးဘာလို့လို့လူလာဟောတပုံယူမှာဟမ်အပြည့်ရာစင်ပေးကျွန်တော်တင်တင်ဆိုချမှာကောင်တပုံကြီးဒီနေ့ထီတဲ့ထိုင်းမှာဆိုဝင်ကျင်လို့ကျွန်တော်လာပြောနေတပုံကြီးကျွန်တော်မခေါ်လို့အဲ့ဆိုလူမလို့ထောက်ခံမဲ့ပြည်သူဟာပြည်သူကအခုချိန်ဒီဦးထိုင်းမှာစေယုံနေမှာကျွန်တော်ခေါ်ထားတပုံကြီးကျွန်တော်လိုက်မစင်းသေးလို့ထိုင်းနိုင်ငံရေးအခြေအနေကြောင့်ဒါပွင့်ရင်လင်းပြောတာကျွန်တော် စက်ရုံတွေကိုကျွန်တော်တွားချင်တယ်မှတွားဘူးကျွန်တော်မန်ပါဝင်ရှင်တို့ DPS တွေတလား200ထည့်တင်လို့ခေါ်ထားတဲ့စက်ရုံတွေအများကြီးအဲ့တော့ time မှာလူတသိန်းကိုကျွန်တော်ချက်ချင်း supply လုပ်ရတယ်နည်းပြစင်းလို့ရတယ်ကဲအဲ့တော့လူတသိန်းဆိုတလားကိုဘန်းငွေတယောက်200ထည့်အောင်300ကထိုင်းတနိုင်ငံနဲ့ထိုင်းရငွေကြီးအနှိမ့်ဆုံးဒီကိုကနေလာအိုတို့ဘာလို့ဖယ်လိုက်မယ်ဆိုရင်ပေါ့နော်ဒီမလေးရှားတို့အဲစင်ကာပူတို့ကိုရီးယားတို့ဂျပန်တို့အမေရိကတို့စတဲ့ဖြင့်ဒီဩစတြေးလျတို့နိုင်ငံနဲ့ရှင်လိုက်မယ်ဆိုရင်ထိုင်းရအနှိမ့်ဆုံး အနိုင်ဆုံးတိုင်းဒီမှာတော့ဂါဘာမဲ့အဆင်မဟုတ်ဘူးเนาะကျွန်တော်တို့ဘာမဟုတ်တဲ့ပါချီပါချက်အဆင်ကမြေပြင်စင်းပြီးတည်သူကိုစီးရုံးဝင်တော့မှတလဘန်းွေတိန်းရာနဲ့ရှိချာနိုင်နေဆိုရင်တည်သူထောက်ခံမှုကမရှိနေဘူးလားရှိနေတယ်အဲ့တော့အသေးခံတိုင်းမဲ့လူလည်းရှိတယ်ထဲဝင်မဲ့ဝင်းရမဲ့ပြည်သူထောက်ခံမှုလည်းရှိတယ်ဘာမရှိတာဒီပြည်သူရှိရလေတော်လှန်ရေးကိုစီးစင်းမဲ့ချိတ်ဆက်မဲ့ငွေရှာမဲ့လူမရှိတာကဲ အဲ့ဒါလိုနေတာအဲ့တော့တော်လိုင်းမှာဘာလိုလဲမွေလိုတယ်မွေထက်မဲ့လူမရှိလို့လားရှိတယ်ဘာမရှိတာလဲဒီထက်မဲ့လူနဲ့တိုက်မဲ့လူကြားထဲမှာစနစ်တကျစင်းစနဲ့ဘောင်နဲ့ချိတ်ဆက်ပြီးအလုံးလုံးပေးမဲ့လူတွေလူလာအင်းဒါကြောင့်မလို့ကျွန်တော်မြေပြောထောက်ဖို့တွေများများပေါ်ထွက်လာပါလာပါဘယ်နေရာကဝင်းရံပေးရမလဲကြိုက်တဲ့နေရာဝင်းရံအခုကျွန်တော်လှုပ်ထား PSU network လာကိုစီရဲ့ငါပါပါမယ်တော့ငါခေါင်းဆောင်လှုပ်ရှင်တော့ကွာမင်းလှုပ်တာနဲ့ငါပို့ပြီးတော့လှုပ်ပေးနေလာပါဒါကျွန်တော်ဖျားစုပါသေးကျွန်တော် တကယ်ရင်တွေကစကားပြောတာတိုက်တဲ့လူလာဦးဆောင်နော်နေရာဖယ်ဖို့ဝင်မလဲဘူးအဓိကကျွန်တော်တို့ရည်ရွယ်ချက်တွေပါလေအောင်မြင်ဖို့ဖြစ်မြောက်ဖို့ကဲဒါတော့ကိုစစ်သုံးသချက်ပြီးတော့ဖိုင်ဖြစ်ပါနော်အဲပြောသွားတာရန်ကောင်းတယ်ခုချိန်မှာဆိုရင်အချင်းချင်းပေါ့နော်ပြန်ပြီးတိုက်ခိုက်နေမယ်စာကိုကိုရာကိုစီပြောတဲ့အချက်ထဲမှာဆိုရင်လူရင်အားလည်းရှိတယ်ပြည်သူရဲ့ထောက်ခံမှုကလည်းအပြည့်ရှိတယ်ဂျားထဲမှာပေါ့နော်ဒီရဲဘော်တွေနဲ့ဒီပြည်သူဂျားထဲမှာဒီငွေကြီးစီးစစ်မဲ့ ထောက်ပို့တွေပေါ့เนาะရှိဖို့တကယ်ပဲလိုအပ်ပါတယ်เนาะမှန်ကန်တဲ့ထောက်ပို့ပေါ့เนาะထောက်ပို့တွေအဲဒါမှလည်းအခုအားလုံးလည်းသိကြပါမယ်เนาะအခုဆိုရင်ဟိုဒီထောက်ပို့ငွေကြေးတွေလိမ့်လဲပြီးသွားရတဲ့ဟာလည်းအများကြီးရှိတယ်အခုပန်ဆယ်လို့ဆိုရင်လည်းဟိုလိမ့်တာမလိမ့်တာတခါတော့ဆွဆွခံရသူတွေပေါ့เนาะကိုဆွဆွလဲဆွဆွခံရတာပဲเนาะဒါပေမဲ့သူတို့အခုချိန်ဒီရက်တည်နိုင်တယ်အဲ့တော့တကယ်ပဲအရေးကြီးတဲ့လူတွေဖြစ်ပါတယ်เนาะအဲ့တော့ထောက်ပို့တွေကိုကျွန်တော်တို့အခုချိန်မှာတကယ်ပဲမလုံနိုင်တောင်မှကာကွယ်ပေးဖို့လိုပါတယ်เนาะအခုဆိုရင်ထိုင်းနိုင်ငံမှာဆိုလဲတကယ်ခက်ခဲတဲ့အခြေအနေတွေကနေကိုဆီလို့ဆိုလှုပ်ဆောင်နေရတာပေါ့เนาะအဲ့တော့ဘာပြောပြောပါเนาะအခုချိန်မှာဆိုထောက်ပို့တွေကိုလည်းတကယ်မှန်မှန်ကန်ကန်လုပ်တဲ့ထောက်ပို့တွေပေါ့เนาะအားလုံးက တကယ်ပဲလေးစားတယ်အဲ့လိုကိုစီလိုမျိုးပေါ့နော်တကယ်ပဲမှန်ကန်တဲ့ထောက်ဖို့တွေအများကြီးလဲပေါ်လာဖို့တကယ်ပဲဆူတောင်းပေးပါတယ်နော်ဟုတ်ကဲ့ဒီညအတွက်သတင်းပြီးတော့ဒီလောက်ပါပဲစာဆုံးကြည့်ပေးကြမြို့ပါပြီသူရောက်ဆက်ထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ကျန်းဖတ်မင်းအောင်လာရဲ့စစ်ပေးငလင်ပေးဘေးနဲ့ပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆူတောင်းပေးလိုက်ပါတယ်ခင်ဗျာ